ဆိုင်ဆိုင်နဲ့ချစ်သူတွေဖြစ်နေတာလားဆိုတဲ့သတင်းလေးအပေါ်အခုလိုအမှန်တိုင်းဝင်ခန့်ရှင်းပြလာတဲ့ယုံတွေလွင်ပုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြလဲကြိုဆိုလိုက်ပါတယ်အခုလက်ရှိအင်တာနက်ပေါ်မှာလူပြောများနေတာကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်အဆိုတော်ကြီးတူဖြစ်တဲ့ဆိုင်ဆိုင်ခန့်လိုက်နဲ့မင်းသားကြီးလွင်မိုးရဲ့သမီးအကြီးဖြစ်သူကျော်ညာမင်းသမီးလေးယုံတွေလွင်မိုးတို့ရဲ့လူတွေမတိသေးတဲ့နောက်ကယ်ကဆက်ဆံရေးအကြောင်းပေါ့အလုံးလေးတည်ကြတဲ့အတိုင်းပဲအခုချိန်မှာတောင်ကြီးမြို့မှာတစောင်းတိုင်းမီဘုံပြန်ပွဲကြီးကိုအရင်နှစ်တွေကထပ်ပို့ပြီးတော့ စီစီကားကားနဲ့ကျင်းပပြုလုပ်နေရပါတောင်ကြီးမြို့ရဲ့တစောင်းတိုင်းမီးပုံးပြန်ပွဲကြီးကိုအနေနဲ့အရရက်ကမိသားစုတွေစစ်သူကြီးစားတွေလာရောက်လည်ပတ်ကြပါရယ် တစောင်းတိုင်းမိဘုံပြန့်ပွဲကိုလာရောက်လည်ပတ်ကြတဲ့သူတွေထဲမှာတမှုချိုးနေတာကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်အဆိုတော်လူပြိုသူကြီးဘာဆိုင်နဲ့အတူခေးလိုချစ်စနိုးနာမည်လေးနဲ့ကြော်ညာမင်းသမီးလေးရုံးရီလင်မိုးတို့နှစ်ယောက်ကိုအတူတူတွဲတော်သွဲလာလုပ်နေရကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ပရိသတ်တွေကဓာတ်ပုံတွေအမိအယအရိုက်ကူးလာကြပါတယ်။ဒီဓာတ်ပုံတွေကအွန်လိုင်းပေါ်မှာပြန့်နှံ့သွားတဲ့အချိန်မှာတော့ဘာဆိုင်ကိုချစ်ကြတဲ့ပရိသတ်တွေကလည်းလူပြိုကြီးဘာဆိုင်တယောက်အခုနှစ်တော့ဆွန်သွားပြီထင်တယ်လို့ခံမှန်းနေကြပါပြီ။မိဘုံပြန့်ပွဲမှာဘာဆိုင် ဲ့ခေးတို့နှစ်ယောက်ကအတူတူလက်ချင်းချိတ်ပြီးတော့ ရှောင်းလေနေကြတဲ့မြင်ကွင်းကြောင့်ပရိသတ်တွေကတောင်မှသူတို့နှစ်ယောက်ကချစ်သူတွေအဆင့်တောင်ရောက်နေကြပြီလားလို့မိကုံးတွေထုတ်လာကြပါတယ်။ပရိသတ်တွေအလုံးမဲသေးကြတဲ့အတိုင်းပဲဆန်းဆန်းခန့်လိုက်ဆိုတာကမြန်မာနိုင်ငံရဲ့ဂီတာလောကထဲမှာနာမည်ကြီးအောင်မြင်နေတဲ့ထိတ်တန်းဆိုတော်ကြီးတဦးလည်းဖြစ်တယ်လို့ထွက်သမျှတချင်တိုင်းလူလူကလည်းဝက်ဝက်ခွဲပေါက်တဲ့အပြင်ပရိသတ်တွေရဲ့ကြားမှာဗာဆိုင်ဆိုတဲ့နာမည်တစ်လုံးနဲ့အခိုင်အမာအားပေးမှုတွေကိုရရှိထားတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ရုပ်ရှင်လောကမှာလည်းထိုက်တင်လျောက်အောင်မြင်တဲ့အပြင်အကယ်ဒမီစုကြီးကိုပါစုခူးသိမ် ပိုက်ထားတာပါအခုလိုမျိုးအနုပညာလုပ်ငန်းတွေမှာထိတ်တန်းနေရမှာနေရယူနေတဲ့ဘာဆိုင်တယောက်ကတော့စီးပွားရေးကောင်းတဲ့လောက်အချင်းရေးမှာတော့အမြဲတမ်းကန့်ခေနေရတဲ့လူပြိုသူကြီးတဦးဖြစ်ပါတယ်ချစ်သူကောင်မလေးတွေအများကြီးထားခဲ့ပူတာမှန်ပေမဲ့လည်းဘာဆိုင်ဘက်ကပဲအမြဲအသေးကွဲနေရတဲ့အတွက်အသက်40ကျော်တဲ့အထိအိမ်ထောင်ပြုဖို့လမ်းစားကိုမမြင်ရသေးရပါဒါပေမဲ့လည်းထူးဆန်းစွာနဲ့ပဲလူပြိုကြီးဘာဆိုင်နဲ့ပတ်သက်နေတဲ့မိန်းကလေးတဦးရှိတယ်လို့သတင်းတွေအခိုင်အမာထွက်လာခဲ့ပါတယ်အဆိုပါမိန်းကလေးကတော့တခြားသူမဟုတ်ပါဘူးမြန်မာ င်ငံကပြည်သက်တွေရဲ့အချစ်ကိုသိမ့်ပိုက်ထားတဲ့မင်းသားကြီးဦးလင်မိုးရဲ့သမီးကြီးဖြစ်သူယုံရီလင်မိုးပေါ့ယုံရီလင်မိုးကအော်စီမာအိမ်ထောင်ရသားကြပြီးသားလေးတယောက်ကိုဖားမြင်ထားပါတယ်။ဒါပေမဲ့လည်းအိမ်ထောင်ရေးကံမကောင်းတာကြောင့်တရားဝင်ကွာရှင်းပြတ်ဆဲလိုက်ကြပြီးတော့စင်ငယ်မသားတယောက်အနေနဲ့ရက်တီကသားလေးရှိတဲ့မြန်မာနိုင်ငံကိုအပြေးပြန်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဝါဒနာပါရအမှုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေပြီဖြစ်ပြီးကြော်ညာတွေကိုလည်းလက်ခံရိုက်ကူးနေပါတယ်။အခုလိုမျိုးချစ်စရာလဲကောင်းပြီးတော့မင်းကလေးဆန်ဆန်နူးညံ့သိမ်မွေလုံး နဲ့ရုံးရိလွင်မိုးနဲ့လူပြိုကြီးပေါင်ဆိုင်တို့နှစ်ယောက်ကိုတောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲမှာလက်ချင်းတွဲပြီးတော့ရှောက်လေနေကြတာကိုတွေ့လိုက်ရတော့အားလုံးကချစ်သူတွေဖြစ်သွားကြပြီလို့အခိုင်အမာယုံကြည်နေကြပါတယ်။ဒါပေမဲ့လည်းအားလုံးရဲ့အထင်မြင်တွေနဲ့လွဲမနေကြအောင်ရုံးရိလွင်မိုးကိုယ်တိုင်ကထွက်ဆိုရှင်းပြလာခဲ့ရပါတကယ်ကတော့မိဘုံပြန်ပွဲမှာသူမတို့နှစ်ယောက်အတူတူရိုက်ကူးရမယ့်ရှူတင်လေးကိုရိုက်ကူးနေတဲ့မြင်ကွင်းလေးတစ်ခုသာဖြစ်ကြောင်းအားလုံးထင်ထားသလိုပေါင်ဆိုင်တဲ့သူမတွေကချစ်သူတွေမဟုတ်ပဲ လောက်ဖို့ကံပြတ်တွေသာဖြစ်ကြောင်းယုံနစ်လင်မိုကအခုလိုပဲအားလုံးရဲ့တန်ဉာရတွေကင်းရှင်းသွားအောင်ဖြည့်ရှင်းပေးခဲ့တာပါအခုတင်ဆက်သွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပရိသတ်တွေရဲ့အမြင်ကရောဘယ်လိုရှိလဲဆိုတော့မှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြီးစုပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်